အားလုံးမင်္ဂလာပါဗျ။ Enemy Limit စတင်ရမှာတော့အားလုံးအကူအညီတောင်းနေရှိပါတယ်။အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုမြန်မာနိုင်ငံကြည့်နေရဆိုရင်တော့ VPN လေးချိန်ပြီးတော့ server ကိုတော့ US or UK server လေးကိုချိန်ပြီးကြည့်ပေးဖို့တောင်းဆိုပါတယ်။အဲ့မှာကျွန်တော်တို့လို YouTuber တွေကို YouTube ကနေပတ်စံပေးရမှုလို့ပါ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ဒီပိုင်းမှာတော့မယူတော့ UK ကိုပါတွေးလိုက်ရပါတယ် UK ကတော့ဒီပြန်ပွဲကိုသူလည်းဝင်ပြိုင်ထားကြောင်းပြောလိုက်ပါတယ်သူ level ကတော့ level 9ဖြစ်ပါတယ်ကြာခင်မှာပြန်ပွဲကစတင်လုံးမှာဖြစ်ပါတယ်အဲ့ဒီမှာတော့အစွမ်းကြီးတဲ့အကြောင်းကိုဖို့တရားဝင်လာလို့အားလုံးကလည်းထင်ကြီးသွားကြပါတယ် ဒါမဲ့လှေကားပေါ်မှာချော်လဲသွားတဲ့အတွက်အဖိုးကြီးကတကယ်ကိုကျန်းရလာလို့ဖြစ်ကုန်ကြပါတယ်။ပြီးတာနဲ့လူတယောက်ကတော့ပြန်ပွဲစတင်ပါတော့မယ်လို့ပြောလိုက်ပြီးတော့ပေါ်တယ်တစ်ခုပွင့်လာပါတယ်။ပါဝင်သူအလုံးလည်းအဲ့ဒီပေါ်တယ်ထဲကိုဝင်သွားကြပါတယ်။အဲ့ဒီမှာတော့စပင်စင်းကြီးနဲ့ဇိုရိုညီဇုံကိုကတော့ဂိမ်းချောင်းရှင်းပြနေပါတယ်။ဒါကတော့ round နဲ့ round ရှိပြီးတရောင်းမှာသူတို့ပေးထားတဲ့မရှင်တွေလောရမှာပါ။မရှင်တွေကတော့ရကုန်းညွှန်းညီတုံးကိုဆူရမာရယ်စပစ်စီတုံးကိုရှာမာရယ်အစင်ကလျားမော်ဆဝမ်းတုံးကိုဖြည့်ရှင်းရမာတို့ပါဝင်ပြီးတော့မရှင်နှစ်ခုကိုအောင်မြင်လာတဲ့နောက်ထပ်ဆင့်ကိုတက်ပါပြီ ဒီပြန်ပွဲကတော့အတော်လေးကိုခက်ခဲပါတယ်။ဒါပေမဲ့ပိုခက်ခဲရတော့သူတို့တယောက်ကိုတယောက်တိုက်ခတ်ခွင့်ရှိပါတယ်။ဒါပြင်အဖွဲလဲဖွဲလို့ရပါတယ်။ပြန်ပွဲစတင်တဲ့လူတချို့ကတော့အခွဲဆောင်ခွဲကြပါတယ်။ရှေ့မှာတော့မျိုးရိုးမျိုးမင်းနဲ့မိသားစုနှစ်ခုကလူနှစ်ယောက်သေးလဲရပါတယ်။သူတို့မြင်တော့ဘာပဲကသူတို့တွေကချောလိုက်တာလို့ပြောလိုက်ပါတယ်။မာယုံကတော့သူ့ချက်ချင်းလွှဲရအောင်ခေါ်လိုက်ပြီးတော့ဘေးရတီစကားသူတို့ရှေ့မှာပြောနေသူတို့ကအစွမ်းရမ်းကြီးတာသူတို့စိတ်ဆိုးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ပြီးတာနဲ့လူအလုံးကလည်းတော်တဲ့ဝင်သွားကြပါတယ်။ သူများစုကတော့တွင်ကြီးတဲ့မရှင်တစ်ခုလေးကိုတွားနေကြပါတယ်။ဘာပဲနဲ့မောင်ယုံလို့လည်းမရှင်တစ်ခုစီကိုမောင်ယုံနဲ့လူခွဲပြီးတတ်တတ်သွားကြမှာပါ။မောင်ယုံကတော့ငါတို့ကတခြားမရှင်တွေကိုလည်းသီးဆိုင်တင်တယ်လို့ပြောလိုက်ပါတယ်။တခြားမရှင်တွေကတော့ Rocking ဝင်းကြီးကိုစုရမှာဖြစ်ပါတယ်။မောင်ယုံကတော့ငါတယောက်ထဲတွားတက်လိုက်ပဲ။ဘင်းတို့ကဆက်ပစ္စည်းရှာလိုက်လို့ပြောလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့သူတယောက်ထဲတောထဲဝင်သွားပါတယ်။ခဏကြာရှာဖွေပြီးတဲ့နောက်မှာသူရကွန်းတွေကိုရှာဖွေတွေ့ရှိသွားပါတယ်။ရကွန်းကိုတတ်ခိုက်နေတဲ့အခါမှာသူတို့ကအတော်လေးမြင်တာကိုတွေ့ရပါတယ်။ဒါပြင်သူတို့ရဲ့ထူးခြားတဲ့စွမ်းအင်တစ်ခုရှိပါတယ်။ အဲ့ဒါတော့စကတ်မိုင်းတော့ထိလို့မရစေတဲ့အရာဖြစ်ပြောင်းလဲနိုင်တာပါတခြားသူတွေအတွက်တော့အခက်ခဲရှိနိုင်ပါတယ်သူတို့ရဲ့ဆွမ်းနဲ့အကောင့်တွေကိုအနိုင်ယူဖို့ခက်ခဲနိုင်ပါတယ်ဒါပေမဲ့မာယိုကတော့ရေခဲဆွမ်းအောက်တုံးလိုက်ပြီးအကောင့်ကိုဖမ်းလိုက်ပါတယ်အဲ့ဒီခါမှာလည်းဇွန်ကိုကတော့မာယိုကိုအာရုံစိုက်မိသွားပြီသူကတာမန်အင်ဝေးတိုက်ဆက်မယ်ဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့မာယိုရဲ့ level က67ဆိုတာတွေးလိုက်ရတဲ့ခါမှာသူလည်းအံ့အားတင်သွားပါတယ် တစ်ဖက်မှာတော့ယိုကြီးနဲ့ကြောင်လင်ကြာတို့ကမောင်ယိုကိုစောင့်ကြည့်နေရတွေ့ရပါတယ်။ယိုကြီးကလည်းဒီပြိုင်ပွဲမှာဝင်ပြိုင်နေပါတယ်။သူကကြောင်လင်ကြာကိုတော့မောင်ယိုကိုစောင့်ကြည့်ဖို့ရှေ့ကိုလွှတ်လိုက်ပါတယ်။ဒါပေမဲ့မောင်ယိုကတော့သူစောင့်ကြည့်နေရတော့တိလိုက်ပြီ။သူရှိရာရကွန်းတက်ရည်တွေကိုကြောင်လင်ကြာကိုတော့ရောင်းနေပါတယ်။ ကြောင်နေကြတော့သူကစိတ်မဝင်စားဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့မောင်ရွာကအတင်းပြောပြီးတော့ short sale ပေးမယ်လို့ပြောလိုက်ပါတယ် short sale ပေးလဲတရေသုံးခုကိုသူ့ရဲ့တလားစာဖြစ်နေပါတယ်ဒါကြောင့်ကြောင်နေကြလည်းထွက်သွားပါတယ်မောင်ရွာလည်းသူ့ရဲ့နောက်ကိုလာပြီးအနှောင့်ယှက်ပေးနေပါတယ်ဒါကြောင့်ကြောင်နေကြလည်းဒေါသထွက်ပြီးမောင်ရွာကိုတတ်ခိုက်လိုက်ပါတော့တယ်ဒါပေမဲ့မောင်ရွာကမျက်လုံးနေတာကြောင့်သူ့ရဲ့တတ်ခိုက်မှုရဲ့ AC ရှောင်းနိုင်ပါတယ်ကြောင်နေကြလည်းထွက်ပြေးဖို့ကြိုးစားပေမဲ့မောင်ရွာကတော့သူ့ကိုတားဆီးလိုက်ပါတယ် ကြောင်နေကြသူ့မှာပတ်သက်မရှိလို့ပစ္စည်းတွေမဝင်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မောင်ယိုကတော့ဂျိုကာလိုမိတ်ကက်တွေလိမ့်ပေးလိုက်ပြီးရကွန်းတေယူတွေအခမဲ့ပဲပေးလိုက်ပါတယ်။ပြီးတော့နောက်တစ်ခါဘသူ့မဆိုနောက်ရောက်ခံလိုက်နည်းနည်းတော့ပိုတတိထားဖို့လို့ပြောလိုက်ပါတယ်။ ကြောင်နေကြတော့ယူဂျီရှီကိုသွားပြီးအဲ့ဒီကြောင်နေပြောပြလိုက်ပါတယ်အဲ့ဒီခါမှာတော့ယူဂျီကမောင်ယွန်းကဆောင်းမွေးအောင်မလိုအပ်တဲ့ရက်ကွန်းတွေရောင်းနေတယ်လို့အလုံးပြောလိုက်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ဘာဘဲနဲ့ယူကီတို့ကလည်းပစ္စည်းစိတ်ပိုင်းတွေရှာဖွေနေကြပါတယ်အတော်လေးစူးစမ်းပြီးတဲ့နောက်မှာယူကီကစိတ်ပိုင်းအလုံးရှာဖွေတွေ့သွားပါပြီနောက်ထပ်အစိတ်ပိုင်းတစ်ခုပဲရှာဖွေကြမှာတော့လေသူတို့ကအတော်လေးကိုစူးစမ်းနေကြပါတယ်ဒါမဲ့ဘာဘဲကတော့သူ့ရဲ့အကောင့်ထဲမှာငွေပေးချေမှုမက်ဆေ့တစ်ခုပြီးတစ်ခုဝင်လာတွေ့လိုက်ရပါတယ် အဲ့ဒါတော့မောင်ရိုးရဲ့လက်ချက်ဆိုတာသူတိသွားပါပြီ။ဒါကြောင့်သူ့ကိုဗီဒီယိုကောခေါ်ပြီးမေးလိုက်ပါတယ်။မောင်ရိုးကဒီမှာစီးပွားရေးလုပ်ရင်ကောင်းမယ်လို့ငါထင်တယ်။ဒါကြောင့်ဒီမှာငါပစ္စည်းလေးနည်းနည်းရောင်းနေရပါ။ဒါမှမဟုတ်ခုဒီမှာပစ္စည်းတွေကတမိုးကြီးလို့လူတွေတောင်ရန်ဖြစ်နေကြတယ်။ဘာလို့လဲဆိုတော့တောထဲမှာအကောင်ကြီးအတော်လေးနေသွားလို့ပဲ သူတို့ကအခုဘာမှမမတွေ့ရတော့အဲကြောင့်သူတို့ရပ်ဖြစ်နေကြတာပါလို့ပြောလိုက်ပါတယ်။ဇုံကတော့ဒါနဲ့နဲ့လိန်တော်လို့ဖြစ်နေပဲဆာမွေးစည်းကမ်းနဲ့မှတော့ဈေးတည်မီမရောက်အောင်လို့မရေးထားဘူး။အဲကြောင့်မောင်ရောကဒီလိုလုံးလို့ရတယ်လို့ပြောလိုက်ပါတယ်။မောင်ရောကရွှေ့ဆက်သွားနေပါတယ်။အကောင်နေနေသွားပြီဆိုတာကိုသူသိပါတယ်။ဒါကြောင့်သူ့အတွက်လည်းရကွန်းတည်ရည်ခြံထားရမှာဖြစ်ပါတယ်။ဒါမဲ့သူ့မှာတည်ရည်တွေအများကြီးကျန်နေသေးပါတယ်။ နောက်ထပ်လူနှစ်ယောက်ကရကုန်းရှာပွေအဲ့ဒီနားကိုလာနေတာတွေ့လိုက်ရပါတယ်။မော်ယောကလည်းသူတို့ရှီကိုချက်ချင်းသွားလိုက်ပြီးတရေတွေပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲနောက်ထပ်တစ်ယောက်ရောက်လာပြီးသူလည်းတရေရောက်มาတယ်လို့ပြောလိုက်ပါတယ်။သူ့ရဲ့နာမည်ကတော့ဝန်ကြီးပါ။မော်ယောကတော့သူ့ကြံကိုခိုးထားတယ်လို့ပြောပြီးတိုက်ခိုက်ဖို့စင်ခေါ်လိုက်ပါတယ်။သူတို့နှစ်ယောက်လုံးကတခြားပလီယာတွေသူတို့ရဲ့ရကုန်းတွေကိုဝယ်ဖို့ဈေးပန်းခင်းနေကြပဲဘယ်သူမှမမယောင်းဖြစ်ပဲပလီယာတွေကထွက်သွားကြပါတယ်။ဒါကြောင့်ဇုံကတော့သူတို့အချင်းချင်းတိုက်ခိုက်တော့မယ်လို့ထင်နေပေမဲ့သူတို့နှစ်ယောက်ကရုတ်တရက်အတူတူပူးပေါင်းမှုဆုံးဖြတ်လိုက်ကြပါတယ်။ ီဈေးကသူတို့နှစ်ယောက်ပဲချုပ်ကင်ထားနိုင်တာသဘောပေါက်သွားကြလို့ပါရှန်ရွန်ခိုင်းအောင်ကိုစားပြီးလင်းရတော့ရကုံးဝညီတွေရရှိပြီးတော့ကစင်ကလျားမှော့ဆောင်ဝိုင်းတွေကိုဖြည့်ရှင်းမှုသွားနေပါတယ်သူ့ရဲ့ဖော်လူကြီးကတော့ကစင်ကလျားမှော့ဆရာမတယောက်ပြူရီအဲ့ဒီချိန်မှာတော့အက်ဒီမစ်ရှင်ကိုခတ်လို့လူသိမ့်မလာကြပါဘူးသူတို့ကအလင်းခိုင်းအောင်မောင်စိန်နဲ့တွေ့ပြီးတော့မောင်စိန်ကတော့ဆော့ဝိုင်းနဲ့အရင်ထွက်တဲ့သူအရှုံးဆိုပြီးတိုက်ခိုက်ဖို့စင်ခေါ်လိုက်ကြပါတယ်လင်းရတော့သူ့ရဲ့တားကိုထုတ်လိုက်ပြီးစတိုက်ပါတော့တယ် ောင်ဆင်ရတဲ့နောက်ဆုတ်သွားပြီးရှောင်းဝိုင်းနဲ့ထပ်သွားလို့လင်းရလေတူနိုင်သွားပြီလို့ပြောလိုက်ပါတယ်။ဒူးရီကတော့ကစင်ကလေးမော့ဖြစ်ရှင်ပြီးနောက်တစ်ဆင့်ကိုတက်သွားကြပါတယ်။ရှမ်းရွန်ကရဲ့ level 100ရှိရှိရဲ့သူတော်စင်လေးယောက်ကလင်းကိုစောင့်ကြည့်နေပြီးတော့လင်းကသူတို့ကိုကောင်းကောင်းဖြည့်ရှင်းနိုင်တယ်လို့ပြောနေကြပါတယ်။သူတော်စင်တယောက်ကတော့ရီလိုက်ပြီးတော့အလင်းကငှက်မောင်ဆက်သွဲလိုက်ပြီးတော့သူတို့ရဲ့ထိတ်တန်းကိုယ်စားလှယ်ကအရင်အားနေတာပဲလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့သူမကတော့အခုမှအဆမ်းမရှိသေးတဲ့ဆက်ဆောင်ကြည့်လိုက်အောင်လို့ပြောလိုက်ပါတယ်။ရိုးကြီးကတော့လင်းရပထမဆင့်ကိုဖျက်ချော်သွားတာပြီးလိုက်ပြီးတော့ဒုတိယဆင့်မှာသူ့ကိုရင်ဆိုင်ရမယ်လို့တွေးနေပါတယ်။မောင်ရော့ကဝင်းကြီးစီကိုသွားပြီးတယောက်ယောက်ကပထမဆင့်ကိုဖျက်ချော်သွားတယ်လို့ပြောလိုက်ပေမဲ့သူတို့ကတော့စီးပွားရေးကိုပဲအာရုံစိုက်နေကြပါတယ်။စီစီလို့ခေါ်တဲ့ချမ်းသာတဲ့မိန်းကလေးတယောက်မောင်ရော့ကရကောနေအများကြီးကိုအကုန်ချုပ်ကင်ထားတာကိုသိသွားလို့တန်းစီနေတဲ့တခြားလူတွေကိုပတ်ဆံပေးပြီးကြားဖြတ်လိုက်ပါတယ်။စီစီကတော့ဂိုင်းတစ်ခုဝယ်ဖို့ရွှေတန်း930ရခဲ့ပြီ။သူမဂိုင်းနဲ့လူတန်းတော့တစ်လအနည်းဆုံးရွှေ1000စီပေးတဲ့ပေါင်းစီမှာပါ။ ူမကတော့မောင်ရွှေစီသွားပြီးမေရီရကွန်နေအကုန်ဝင်လိုက်မယ်လို့ပြောလိုက်ပါတယ်။စီစီမာတော့အဖွဲ့ဝင်9ယောက်ရှိတာမောင်ရွှေကတည်လို့တရ22ခုနှစ်ဆာစည်းနဲ့စီတင်ရဖို့ကမ်းလှမ်းလိုက်ပါတယ်။စီစီကတော့မေရီကုံတယ်ကောင်းတယောက်ဖြစ်လာမှာပဲလို့ပြောလိုက်ပြီးဝင်လိုက်ပါတယ်။မောင်ရွှေနဲ့ဝင်ကြီးကလည်းရလာရပတ်စံနေကြအောင်ရမ်းပျော်နေကြပါတယ်။စီစီကတော့ထွက်သွားပြီးမောင်ရွှေကိုကြိုက်သွားပြီးတော့ဒုတိယအဆင့်ကိုရောက်ရင်သူ့ကိုအင်မွေးဖြစ်ထားမယ်လို့ပြောလိုက်ပါတယ်။မောင်ရွှေကတော့ရကုံးကညီတဲ့ကော်လွန်ဒီဘာဖြစ်သွားပြီပဲ။ကစားသမားတိုင်းက၃ခုစီရလာရင်တော့တရေတွေကရှိတယ်လေ။ငါတို့ရှိမှ၃ဘုံ၂ဘုံစီပဲရှိ ਉ နဲ့ ဝန်ကြီးတွေကတပုံးစားကြံအောင်မှာဘာလို့အားလုံးတော့မလုံလောက်တာလဲလို့တွေးနေပါတယ်။အခြားတယောက်ကလည်းရကုန်းနေစူတောင်းနေတာဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဂျိုးကြီးကတော့အပန်းဖြစ်နေတာတွေ့ရပြီးသူကလည်းရကုန်းဝန်ကြီးတွေကိုစူတောင်းထားတာဖြစ်ပါတယ်။ဇုံကိုကတော့သူကမောင်ရိုးလို့ပဲပတ်စံရှာပြီးရောင်းဖို့စီစဉ်နေရလားလို့တွေးလိုက်ပေမဲ့သူကရုတ်တရက်ပဲအကုန်လုံးဖျက်ဆီးလိုက်ပါတယ်။သူကတော့ပထမဆုံးအောင်လင်းတော့ကိုရှော့ချကြတော့ရကုန်းနေကိုလည်းဖျက်ဆီးလိုက်တာလို့တကိုယ်တည်းရီရုံးလာရင်ဒီပိုင်းရဲ့ပြီးဆုံးသွားခဲ့ပါတယ်။ အနမလေးကိုကြိုင်တော့လာကလေးနဲ့ခေါမမှာစတစ်ကာလေးပြပြရေးပေးသွားပြီးတော့ subscribe လုပ်ရသေးတယ် subscribe လုပ်ပေးခဲ့ကြပါအောင်အားလုံးပဲတာယာပြွှင်သောနေ့ရက်လေးပါခိုင်းနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျာ